ပြောမယ်နော်ဒီမှာဒီနေ့ဒီနေ့တင်နိုင်နောက်ဆုံးဖြစ်သွားပြီနော်ဒီနေ့ပတ်သက်တာလည်းမတင်ကျင်တော့ဘူးစိတ်တွေလည်းကုန်တယ်อืมဘောမာလည်းဒီမှာကြောက်လာတော့ကိုကကွေးနေမှာကျုပ်ကပါဆွစီလာဘူးอืมကြောက်တာကြောက်တာအဲ့ဒီလူဆိုရှယ်မီဒီယာအဲ့ဒီမီဒီယာတမတယောက် ကျော်စိုးဦးကျော်စိုးဦးလို့တည်းပြောလိုက်ငါပြောပြမယ်နင်ပြောရင်ကဲသူ့ကိုသွားဆွဲစီလေးတော့ကျော်စိုးဦးမင်းကိုပြောနေပြီအဝေးကရတယ်အာကိုအကိုတယောက်ပြောလို့ဗောအဲ့လေကိုစီယာအဲ့ဒီအကိုတယောက်ပြောဗောခမည်းနိုင်ငံရေးလို့လို့ခမည်းပါရလဲလို့သူကသူ့မေးမေးတယ်ဗောနော်သူကပြက်ဖြေတဲ့ပြက်ဖြေလိုက်တဲ့အဖေကကျွန်တော်ရပါတယ်တဲ့ကျွန်တော်နောင်ခါကြီးရပါတယ်တဲ့အဲ့ဒါအမှန်ကန်ဆုံးအင်းအဖေပဲ ော်လိုက်မျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုချစ် revolution channel လေးပြန်လည်ကြိုဆိုလိုက်ပါရစေဗီဒီယိုလေးရရှိမှုလို့သွားပြီးကျွန်တော်ယနေ့ဇွန်လ19ရက်နေ့ကျွန်ုပ်နေ့ည9:00အထိနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြသဖြစ်တဲ့တော်လိုက်မျိုးတွေအားလုံးပဲစုံနှစ်ချီဖို့ဒီနေ့အထက်မှတောင်းဆိုလိုက်ပါရစေကျွန်တော်တို့ဒီပုံအနေနဲ့ကတော့အခန်းတော် A ရဲ့ထူးစစ်ကြောင့်တရုတ်စီမံကိန်းတရှိရာတခိုင်းပြီးကြောက်ဖြူမျိုးနဲ့မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကဓာတ်နဲ့ချီပြီးတိုက်ဆုံနေမှုရှိနေကြောင်းအေးသတင်းမီကဖော်ပြထားပါတယ် ဒေါနာဆလီနီကစတင်ခဲ့တဲ့တိုက်ပွဲဒီမှာစစ်ကောင်စီဘက်ဟာလက်နက်ချအလင်းဝင်ရောက်သူဟာလည်း40နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က100နီးပါးတေဆုံးမှုရှိကြောင်းလည်းကြောက်ဘူးစေးသတင်းများကသိရှိရဖြစ်ပါတယ်။တိုက်ပွဲကကြောက်ဖြူအမှတ်3နဲ့ရဲတရင်ကိုအေဘက်ကထိုးစစ်ဆင်တိုက်ခင်နေပြီးအစ်စစ်ကရန်ပြင်းထန်ပါတယ်။အေဘက်ကလည်းလုံးရင်းနဲ့ဝန်တိုက်နေရပါ။အလေးရနေကအထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ချအလင်းဝင်လာတယ်လည်းတွေ့ရပါတယ်။ ဟိုရုပ်အဆင့်အထိပါပါတဲ့သလင်းဝင်ရောက်လာသူနဲ့ဟန်းစီရမိသူတွေထဲမှာစစ်မှုထမ်းလူငယ်တွေလည်းတော်တော်များပါတာကိုတွေ့ရှိရတယ်လို့ကြောက်ဖြူစစ်ရေးလင်းမြေကဖော်ပြထားပါတယ်ကြောက်ဖြူအမှတ်၃နဲ့ရက်တရင်ကိုဇွန်လစမ်းပိုင်းကစတင်ပြီးအာခန့်တော် AA ကရင်ပြီးထိုးစစ်စင်တိုက်ခိုက်နေပြီးတော့လက်ရှိချိန်မှာတော့အဆိုပါရက်တရင်ကို AA ကလည်းနှစ်ကြီးများနဲ့ထိုးစစ်စင်တိုက်ခိုက်မှုများလုံဆောင်နေကြောင်းသိရှိရပါတယ်အာခန့်တော် AA ဟာထိုးစစ်စင်တိုက်ခိုက်မှုကြောင့်အမှတ်၃နဲ့ရက်တရင်မှာအချုပ်ခန်းတမ်းမဆောင်နားနေဆောင်စစ်ပိကက်နဲ့စစ်ကောင်စီမိသားစုနေထိုင်ရာအဆောင်တွေအလုံး ကြောက်ရွံ့ပေါက်ကွဲပျက်စီးသွားပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။မေလ30ရက်နေ့မှာလက်ရှိမှာတော့စစ်ကောင်စီအားအခြေဆိုင်ရတဲ့ဂုံချင်းကြီးရွာမှာကမရ94နှစ်ကမရ93တရင်မြတ်မှာလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးစစ်သုံးမှလည်းပစ်ကူပေးပြီးတုံးဆောင်နေကြောင်းသိရှိရပါတယ်။အဲဘွဲတွေကတော့အတော်ကိုပြင်းထန်နေပါတယ်။မှတ်3နှစ်ရက်တရင်ကအချုပ်ကန်းနေခမ်းမဆောင်နေနားနေဆောင်နေစေးပိကန်နေကိုပျက်စီးပြီးလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာပါ။တန်နေမြတ်မှာရှိတဲ့စစ်သည်မော်တွေကလည်းတောက်လျှောက်ပစ်ကူပေးနေတယ်လို့ကောင်းအောင်ပြောထားပါတယ်။ တောက်ပြီးမှုနဲ့အနီးမှာရှိတဲ့စစ်ကောင်စီတက်နေအားရခန့်တော်အေရိုကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စကန်၃ခုထဲမှနေကိုလည်းသိမ့်ပိုက်ရရှိတာကနောက်ဆုံးသတင်းရစစ်ကောင်စီဘက်ကတည်ရင်အလိုက်အလင်းဝင်ရောက်မှုတွေရှိနေကြောင်းလည်းသိရှိရပါတယ်။အားရခန့်တော်အေအေနဲ့မကြိုက်မှသူ့ဖို့ကြားတော်မယ်လို့လည်းကျွန်တော်အနေနဲ့မြင်မိပါတယ်။အားရခန့်တော်အေဆိုတာလည်းအဖက်ကစစ်ကောင်ဆောင်စစ်ခွေးမင်းအောင်နဲ့အုပ်စုကခွေးကျင်ခွေးကျင်နဲ့ပြောမဲ့စကားတွေကိုစောင့်ပြီးမှနောက်ဆုံးမှတကောင်တွေပြောတာမဟုတ်ဘူးဆိုတာကိုပြန်လည်းပြသတဲ့အနေနဲ့ ချက်နဲ့ထုတ်ပြပြီးဗီဒီယိုတွေရောတပုံတွေရောပြသတော့မှာဖြစ်တဲ့အတွက်စော်မဲလုံးတစ်ကောင်ကတော့ငြိမ်ချက်သားကောင်းနေတယ်တွေ့နေရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့သခိုင်းတိုင်းပလဲမှုနဲ့ကန်တော်စကန်ကိုလည်းစစ်ကူလာရောက်တဲ့စစ်တပ်မှစစ်ကြောင်းမှုမိုင်းထီပြီးစစ်ကြောင်းတက်ပြတ်သွားကြောင်းမြန်မာပင် KI စနစ်တပ်ဖွဲ့တွေကလည်းအလင်းဝင်ရောက်ခဲ့သူစစ်သားကိုထလင်းအောင်ခေါ်ဦးကျော်ကွာတွေပြောတာသိရှိရပါတယ်။ပလဲမှုနဲ့ ပြန်အောင်တက်စကန်မကြစေရေနောက်မြောက်ပိုင်းတဲ့စစ်တနာချုပ်ကနေပြီးစုကူပေးဖို့တဲ့စစ်တပ်စစ်ကြောင်းဟာလမ်းတစ်လျှောက်လုံးမှာတိုက်ခိုက်ခံရကြောင်းစစ်သားတပ်ဦးတည်ဆုံးထားကစစ်ကြောင်းမှုကလည်းမိုင်းထီတန်ရရှိထားတယ်လို့လင်းဝင်စစ်သားကိုထလင်းအောင်ကပြောကြားဖြစ်ပါတယ်။အောက်ထက်တင်းဖို့အနေနဲ့ကတော့ဂျပန်နိုင်ငံရှီဇူအိုကာခိုင်ဗုဒ္ဓဘာမျိုးမှာရှိတဲ့ရန်ရင်စီတော်မှာအမေစုနဲ့နိုင်ငံချင်းသားများလို့မြောက်ပြီးစူတောင်းပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။စူတောင်းပွဲကိုတော့ LB ဂျပန်ကနေပြီးတော့ဥဆောင်ပြုလုပ်ခဲ့ပြီး NUG ဂျပန်ကိုယ်စားလှယ်ဥဆောဘလာတိုင်းတဲ့အဖွဲ့အစည်းများတောင်းဝင်ကံများ မှတ်တရစကားပြောခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဖြူးမြုပ်ကိုအရက်သွားတောက်စဉ်စစ်သားစုဆောင်ခံရတဲ့စစ်ကောင်စီတပ်သား KNL ထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။တခိုင်းတရားပေါ်ပြည်သူ20ဦးအစုလိုက်ပေါ်တာဆွဲခံရစီမှာလဲပေါ်ဝင်ခဲ့သူလဲအလင်းဝင်ရောက်ခဲ့ခြင်းသိရှိရပါတယ်။ကိုတိုင်းဖြူးမြုပ်ကိုအရက်သွားတောက်စဉ်မှာစစ်သားများကဖမ်းဆီးပြီးစစ်သားစုဆောင်မှုခံရတဲ့စစ်ကောင်စီရဲ့တပ်မှငန်းငန်းလက်အောက်ခံခမာရတစ်တစ်ခုံတပ်မှ တပ်သားနေလင်းဟာပြည်မျိုးသားလူမျိုးကြီးတက်မတော် KNL ကိုလင်းဝင်ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့အိုးဘိုချင်းထောင်မှာရောက်ချင်းအရိုက်ခံရတဲ့တပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်နဲ့ကိုမန်စာမြေမုံတို့ကိုစေကူစားကုန်မှာပေးပဲတန်ချီချင်းခပ်ပြီးတိုက်ပိတ်ထားကြောင်းစကန်တိုင်းဒေသတပိတ်အင်အားစုကထုတ်ပြန်လိုက်ပါတယ်။မနက်စနေနေ့ဟာဘုံရချင်းထောင်ကနေအိုးဘိုချင်းထောင်ကိုပြောင်းရွှေ့ခဲ့တဲ့အထက်မှာဘုံရလူလူတပိတ်ကောင်းဆောင်ကိုမွေဝေမိုးနိုင်ကိုကိုမန်နာပြင်းကောင်းသူမှုတပိတ်ကောင်းဆောင် အိုမန်စာမြေမုံတို့လည်းပါဝင်ခဲ့ပါတယ်သူတို့နှုတ်ပါဝင်နိုင်ငံရေးကျင်းသားများအားလုံးကိုအိုးဘိုအကြီးတော်မှာထောင်ဝင်သန်းတွေကပန်ဝါမာရင်ဒုတ်တွေတန်ကျိုးတွေနဲ့တိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်အဲ့လိုရိုက်နှက်မှုကြောင့်နိုင်ငံရေးကျင်းသားတွေထိခိုက်ဒဏ်ရာရခဲ့ပြီးတကူတမို့လုံးဝမရကြောင်းကိုယ်မိုးနိုင်တဲ့အိုမန်စာမြေမုံတို့ကိုလည်းတိုက်နှက်ခံပြီးအိဝကုတကုမြပြပြတန်ချေချင်းကကတိုက်ပိတ်ထားကြောင်းဂိုင်းနိုင်ငံဒေသ big အင်အားစုကနေပြီးထုတ်ပြန်ထားပါတယ်။ကဲဒီစက်နဲ့ပတ်သက်ပြီးတော်လိုင်းအောင်မတဲ့ဒီနေ့မှာတော့ဒီထောင်ကကောင်းနေကုံတော့နေဒီကောင်းမကြောင်တယောက်ချင်းကိုသူတို့လောက်ခံရတဲ့လူတွေရဲ့အားလုံးရဲ့ပြော့ပြချက်ကိုပြန်လဲစစ်ဆေးပြီးတော့ဘုန်းတို့ပြရမှာဖြစ်ပါတယ်။ကုံတော့ရှင်းနေရမှာဖြစ်ပါတယ်။သူပင်ခုတ်ရင်သူငုတ်ကြံလို့မရတာကိုပြည်သူတွေကသိနေတာဖြစ်တဲ့အတွက်ဘုံတော်နေနေလေဒါကို PC လုပ်ဖို့လိုအပ်တယ်ဆိုတော့ဒီနေ့ကထပ်မံပြီးချင်ပါတယ်ခုနကဖြစ်ပေါ်နေတဲ့အားကန်းကြတော့အေဒီနဲ့စစ်ခွေးတွေတက်တိုက်ပွဲတွေမှာ အခန်းကျတော့ A ဘက်မှာမြို့သမီးစနိုက်ပါတူပစ်လိုက်တဲ့ကြီးစံဟာဒုတရင်မူဒုတိယတရင်မူဘုံမူဝင်းတန်ရဲ့ခေါင်းကိုဖျက်ပြီးဟန်သွားပြီးတော့ဘုံမူဝင်းတန်ဟာဘုံမူဝင်းတန်ဟာနေရာမဲပွေချင်းပြီးသွားကြောင်သိရှိရပါတယ်ဒီစံနဲ့ပတ်သက်ပြီးတော့လက်လက်စွန်းသူတရားနာဖိတ်ကြားလာရတဲ့ဖက်ပေါ်လာပြီးဖြစ်တဲ့ဘလို့ပဲမင်းအောင်ဘလို့ပဲမင်းအောင်လည်းဘက်ကငင်းဆန်ဆန်ဒါလက်တွေ့ဖြစ်ပေါ်နေတာကိုဖြစ်တဲ့အတွက်ဒီကူဒီအားလုံးနဲ့မြန်မာရပြီးတော့ဒီလိုနဲ့လူပူပေါင်းဖို့လိုအပ်ကြောင်းနေရာထက်မှန်ပြီးပြလဲပါတယ် ဟုတ်တော့တရားသောစစ်အောင်ရမယ်ဆိုပြီးအွန်နေရတယ်တကယ်တော့ရှေ့မှာကတော့အပြင်မှာတကယ်လက်ရှိတုံတွေ့နေရတော့တရားသောစစ်မြေပေါ်မှာပြပြဝင်နေတဲ့အနေထားတခုရောက်နေရပါအဲ့လိုပဲမင်းအောင်ရဲ့စစ်ကူးတွေအကုန်လုံးလမ်းဖြူထောင်ပြီးတော့တန်းစီဝင်နေကြတယ်လို့ဘောမရက်ကွန်မှာလည်းကြည့်သမျှဒီကူးတဲ့ရင်တွေကြည့်ပြီးစိတ်တွေကြပြီးအရေးတဲမှာမှသူတို့ရဲ့ဘောမတွေကိုပြင်ပြန်ပြီးတော့အဘကံတွေဆိုးဆိုးကုတ်ပြီးတော့ကျိတ်နေလို့တော့ပေါက်ပွဲပြီးတော့နောက်ဆုံးမှာတော့တန်ဝေကတရားတွေကိုညုံဝပိုက်နေရဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်တွေကိုတန်းတော့မရှော့တော့ပါနဲ့ဒီကောင်တွေတန်းထားမှာတော့မဟုတ်ပါဘူးဒီကောင်တွေသူတို့အဘနဲ့တူပို့ပေးရမှာတော့အသေးချာပါပဲပြောမယ်နော်ဒီမှာဒီနေ့ဒီနေ့တင်နိုင်နောက်ဆုံး ြစ်သွားပြီเนาะတကယ်နဲ့ပတ်သက်တာလည်းမသိကျင်တော့ဘူးစိတ်တွေလည်းကုန်တယ်อืมဘောမားလည်းဒီမှာကြောက်လာပြီဒီလားဥပ္ပဘုံဟင်းကိုတာတခါယူလိုက်ပြီတကယ်လူမန်းကြီးเนาะလူမန်းကြီးเนาะဒီမှာလို့စစ်ပြီးရဲမေးကြီးအတွက်อืมအားကိုရဆုံးအားထားရဆုံးသူရဲကောင်းကြီးเนาะအဲ့တော့ဒီမှာဒီညစာပြီးတင်းလည်းနားပြီးတင်းနဲ့ပတ်သက်တာကျွန်တော်မသိတော့ဘူးเนาะ တွေ့နေနေရတယ်ကျွန်မကြော်သွားမယ်ဒီနေ့ပဲတော့ကျွန်မမတင်တော့ဘူးဦးစောဘောဟိကိုလည်းကျွန်မရင်ထဲမှာမချင်ဘူးဒီလားဒီရေးပြင်းနေသူနော်လိုက်ပြီးတော့ကြည်ရတယ်စုံလမ်းပေးခဲ့တာလေနော်ดูมั้ยอย่างมาดีแล้วဖြစ်တယ်ဆိုရင်ကျန်တဲ့လူစဉ်းစားကြည့်လိုက်တော့ တော့ကျမဒီနေ့ရစပြီးပြင်မတင်တော့ဘူးအခြေဘက်ကိုပဲကျမလှည့်ပြီးတော့တင်လိုက်တော့မင်းတင်တော့ဒီကျင်းဒီနေ့ပတ်သက်တာစိတ်လည်းတော်မကောင်းဖြစ်မိတယ်ရှင်းတော့တွေးတော်တို့လေတိလာကြားရတဲ့ပြင်ဆိုရင်တွေးတော်တို့လေအဲ့တော့ကျင်းလည်းမတင်တော့ဘူးအခုကျမတင်ထားတဲ့အပုတ်တန်းကိုကျမပုံဖြစ်ချပိုင်မယ်နော်အဲအဲ့တော့ဘုံမာကြီးရဲ့အကြောက်တရားပါသူတို့ရဲ့အကြောက်တရားကိုတော့ ဘက်ကလည်းပေးသူတစ်ဖက်ကတော်လိုင်းတက်တွေကလည်းပေးနေရဖြစ်ပါတယ်တော်လိုင်းဘက်ကပေးနေရတော့တို့တွေလုံလုံကြီးကြီးဖြစ်မှာပေးတာဖြစ်မှာအဘကတော့တို့ကိုထိရတယ်ပေးမှာဖြစ်ပါတယ်ဒီဆက်လိုက်တော့မယ်ဗဇင်းနဲ့ပတ်သက်တာကြီးမှမသိတော့ဘူး ACC ဘယ်နေကျင်တော့လဲဟွန်းအခုတော့ရှိရပါတော့ဒီမှာတို့မျိုးချစ်အခုတော့ဘုံကြီးပြန်လွတ်လာတဲ့အချိန်ကြရင်တော့ဟွန်းတခင်ကိုကျွန်တော်ပြန်သိင်ကောင်းသိလိမ့်မယ်ဒီလားနော် တခါကျဆိုရင်ကြည့်ကြည့်ပြီးရင်းလာတယ်အမှတ်တင်တဲ့ကူလေးဆိုရင်အတိုင်းမလောက်တာတည်းလားဆိုတာပြီလားအစိမ့်နေလဲကျွန်မပြောချင်တယ်ပြီလားအစိမ့်အစိမ့်ချင်းမခုတ်ကြနဲ့ပြီလားအုပ်ပွဲရင်ကြားဆွဲလိမ့်မယ်ပြီလားဟုတ်ကဲ့မဲ့ပွဲရန်နေရာကြီး6မီတာပြီလားနော်ဒီမှာတော့နားပြီအဲကြားဆွဲမှနိုးသိရမလားတစ်ဖက်ကကြားနေတော့နွားဆိုတာအခုတလောဟမ်ညိုချင်တယ်အိမ်နာမလည်းပြောဦးမယ်သူကလည်း ဒါချစ်တင်မှုလေးကိုကြည်ပြီးတော့ဟွန်းတန်ဝေကရတယ်အာကိုအကိုတယောက်ပြောလို့ပေါ့ဟာလေကိုစီရအဲ့ဒီအကိုတယောက်ပြောလို့ခင်ဗျားနိုင်ငံရေးလို့လို့ခင်ဗျားပါရလဲလို့တူကတူမေးမေးတယ်ပေါ့နော်သူကပြက်ဖြေတဲ့ပြက်ဖြေလိုက်တဲ့အဖြေကကျွန်တော်ရပါတယ်တဲ့ကျွန်တော်နောင်ခါကြီးရပါတယ်တဲ့အဲ့ဒါအမှန်ကန်ဆုံးဟွန်းအဖြေပဲအဲ့ဒါအမှန်ကန်ဆုံးအဖြေပဲအဲ့ဒါမှန်တဲ့အဖြေမရှိတော့နော် ခုမျိုးချစ်ပါတယ်မျိုးချစ်ပါတယ်ဆိုပြီးတော့အော်အော်နေတယ်ပေါ့နော်အဲ့ဒီလူတွေကိုလည်းကြည်ဒါတုတ်တုတ်ဒါကျုပ်လို့ဆိုတာဒါကျုပ်တို့လို့မပြောကျုပ်ဆိုတာဒါနိုင်ငံရေးအကြောင်းကိုထဲထဲဝင်ဝင်လဲဒါနားလေတာလည်းမဟုတ်ဘူးအဲ့မဲ့အခု2021ဖြစ်စီမှာတစ်ဖက်ကလူတွေပြောတဲ့အာပေါ်တွေကိုစိတ်ထဲမှာမခံမရနိုင်ဖြစ်ပြီးတော့မှန်မှန်တဲ့အကြောင်းဖြစ်တည်မှုအကြောင်းပဲလားကျုပ်တို့ကဆိုရှယ်မီဒီယာမှာတက်ပြောတာပဲရှိရင်အဲကျုပ်တို့ကလို့ပြောတာတုံ့မှားပါလေကျုပ်က တဖက်ကိုပြန်ပြီးခြေပတ်တာပဲရှိနိုင်ငံရေးကိုထက်ထက်ဝင်ဝင်တိရဆိုမေးကြည့်မနဲ့ဖြစ်ရင်မသိပါဟဲ့ဒါတော့ဘောမာရီကုန်လို့သူတို့အဖအဆွဲကုတ်တော်မှကြောက်နေနေတာပါတုံလှုပ်နေကြပြီတစ်ဖက်ကလည်းတော်လိုင်းတက်ရဲ့ဖီးယားတစ်ဖက်ကလည်းအဖရဲ့ဖီးယားနောက်ကြည့်တော့လေကြောက်မလို့ရှေ့ကြည့်တော့လေကြီးစံဆိုတော့ဖြစ်နေပြီ2008ချင်းကိုခင်ဗျာကြည်ကြည်ငယ်ငယ်ခင်ဗျာတီးပါတယ်လားလို့ကြုတ်ပုံမိတယ်ကြုတ်မသိပါအခုဖြစ်စင်မှာ2021ဖြစ်စင်မှာတစ်ဖက်ကလူရဲ့အာဘော်ဒီကိုပြန်ပြီးတော့ ခြေပတာပဲရှိတယ်ပြန်ပြီးတော့တက်ပြောတာပဲရှိတယ်ကြောင်းနေကြောင်းနေပြီအကိုတယောက်ကလည်းဘောနောင်ကားနေပဲရတယ်ဆိုတော့အဲ့ဒါအမှန်ကန်ပဲအခုဘသူမှမကြည့်နဲ့ကိုစောဖုံးဟင်းကိုကြည့်ကိုစောဖုံးဟင်းနဲ့အတူတူတိကျွမ်းဝင်တဲ့လူတယောက်တယောက်ပေါ့နော်ဒီကိုစောဖုံးဟင်းကသူနဲ့တိတဲ့လူတယောက်တယောက်ဒီလိုမျိုးကိစ္စတစ်ခုတည်းရဖြစ်လာရင်ပူတီချက်ချင်းပဲอืม ဒီဆိုရှယ်မှာသူတက်ပြီးတော့သူအော်ပေးတယ်။ကျွန်တော်အခုလိုမျိုးထဲရောက်သွားတဲ့ခါမှာတော့ကျော်စိုးကလည်းငြိမ့်နေတယ်လို့သတင်းကလည်းအတန်ထွက်မလာပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးဆန္ဒပြဖို့ပြောင်းဖင်လန်ကပြောင်းကြည့်ရတိုက်တွန်းမယ်လေကျော်စိုးကလည်းမသိအောင်ဆောင်တယ်လို့သတင်းကလည်းမမြင်ကြအောင်ဆောင်နေအောင်တွေ့ရပါတယ်။ဒါကိုကြည့်ပြီးတော့လည်းတီတာယူမကိုလူလူမကျေနဲ့တဲ့ပေါက်ကတုံးတကောင်ကလည်းလက်ရှိချိန်မှာဘားဒိတ်ကနေပြီးဝင်ဆွတ်လို့ရပြီဆိုပြီးတော့ဘုံဝင်ဆိုတဲ့ကောင်ဟာအေးသက်မရှိတဲ့ကောင်မှဆိုပြီးတော့၎င်းခက်ပြီးတော့ပြောသွားတယ်အလုံးတီမှာဖြစ်ပါတယ်။တက်နေတဲ့ပြိုကွဲမှုတွေပဲဖြစ်ပါတယ်။ဖြစ်တည်မှုအမှန်ကန်ကိုသူပြောပေးတယ်။ဘယ်လိုမျိုးဖြစ်နေပါလဲ။အမကြပြီးပြန်လာတော့မှာပါဆိုလို့ သူနဲ့တိကျတဲ့သူတယောက်ကိုပြောရရင်ညာရှင်းရှင်းပြောရင်မီဒီယာဓမ္မတယောက်ကိုသူတို့ကိစ္စတွေသူနဲ့အလားတူဖြစ်စင်ပါဘောနော်ကိစ္စဖြစ်စင်ပါဖြစ်ခဲ့ရောသူကိုယ်တိုင်တက်ပြီးဩလာသူနဲ့တိကျတဲ့လူတွေကိုသူကဒီလူနီးဩပြန်လာမှာစနစ်တမျိုးကြီးခံနေလို့ဘလို့ဘလို့မဘောဘောနော်အင်းအညာညာလေးပဲနေနေရပါတယ်ဆိုတော့သူကိုယ်တိုင်ဖုံးဆက်ပြီးတော့ live လွှင့်ပြီးတော့နော် YouTube live live မှာဖြစ်ပြီးတော့သူကိုယ်တိုင်အဲ့ဒီလူနဲ့ဖုံးပြတဲ့အတန်ကိုတစ်ခါတည်းချတာ အခုကိုစောဘုန်းဟင်းဖြစ်တဲ့အခါကျတော့အဲ့ဒီမီမီယာတမားတယောက်ကကျုံနာမည်ထည့်မပြောဒါအခုခရင်နာမည်တက်ပြောရင်ကျုပ်ကကွိနေမှာကျုပ်ကပါဆွတ်စီမှာဆိုဟွကျောက်တာကျောက်တာအဲ့ဒီလူဆိုရှယ်မီဒီယာအဲ့အဲ့ဒီမီဒီယာတမားတယောက်ကျော်စိုးဦးကျော်စိုးဦးလို့တက်ပြောလိုက်ငါပြောပြမယ်နင်ပြောရင်ကဲသူ့ကိုဆွတ်စီတော့ကျော်စိုးဦးမင်းကိုပြောနေပြီကိုစောဘုန်းဟင်းဖြစ်သွားတဲ့ဖြစ်စင်မှာသူကိုစောဘုန်းဟင်းနာမည်ကိုသူပြောချင်းဆိုတာကျုံမတွေ့တော့ဒါဒါကျုံရဲ့ ကျုပ်ရဲ့မျက်မြင်ပေါ့နော်အဲသူ့မှာဘယ်လိုမျိုးလှုပ်ဆောင်နေတာလဲတော့ကျုပ်လည်းမသိဘူးပေါ့နော်အဲမချက်ပြတင်တာပေါ့နော်ကိုစောဘုန်းကြီးဒီလိုဒီကြောက်ရှိတယ်အဲဟိုကသူ့ညီကိုအရင်လိုဟိုကချစ်ခင်တာလေသူကသူလာသူနေနော်အခုကိုစောဘုန်းကြီးကသူကလှုပ်စိတ်လာတိတ်ညီကိုညီနဲ့ပြလိုက်သူရှင်းဆိုညင်ညင်အဘာမှမဖြစ်တော့အကိုအဲ့ဒီလိုဖြစ်တဲ့ခါကျတော့ပထမကနေဦးမအဲ့ဒီလိုဖြစ်တဲ့ခါကျတော့ကိုစောဘုန်းကြီးကမနေနိုင်တက်ပြီးအော်လာအခုကိုစောဘုန်းကြီးဖြစ်တော့အဲ့ဒီလိုကညင်းပြီးတော့ သူနောက်မှာဘာအကြောင်းရှိတယ်ကျွန်မသိဘူးနော်အဲစာကလေးကောင်းလေကျော်စုကစာကလေးကောင်းမဲ့ကျန်တို့ကထပ်ပြီးအော်လို့ရတော့ဟိုလုံရင်အိမ်မြောင်ကောင်းတော်ကြမှာမဟုတ်တော့မြောင်ကောင်းတော်ပြည့်ပြီးယူကောင်းဖြစ်တော်တော့မှာအဲ့ဒီလူကလည်းတစ်ဖက်ကလည်းလူနဲ့စကားပြောတဲ့အချိန်မှာအဲကိုစောဖုန်းနဲ့မဆိုင်ဘူးနော်အဲ့ဒီမီဒီယာတမတ်တယောက်ကသူနဲ့အတိတ်တယောက်နဲ့စကားပြောတဲ့အချိန်မှာကျွန်တော်ပြောတာပဲကျွန်တော်ဒီလိုမျိုးကျွန်တော်မပြောပါဘူးလေကျွန်တော်ပြောတာပဲသူကျွန်တော်ကျွန်တော်ပြောလို့မှမရတာဆိုရဟာအတိုင်းကြီးထွက်ဆရတာဟာပေါင်းတိမပေါင်းတိဆိုတော့အဲ့ဒါကကြည့်တော့နိုင်ငံရေး တက်ပြီးတော့អော်ပြီးတက်ပြီးပြောပြီးဆိုရင်အကုန်လုံးဆွလို့ရလိုက်ရအကုန်အတက်တွေရောစီဝါရေးတွေရောမိသားစုတွေရောအကုန်လုံးဆွလို့ပြီးတော့မှဒီနိုင်ငံရေးကိုတက်ပြီးတော့ပြောတာနိုင်ငံရေးသမားတွေကအကုန်ဆွလို့ပြီးတော့မှတက်ပြီးပြောတာကိုစောဘုန်းကြီးဆိုတာသူဒီ speaker သမားတယောက်သူမီဒီယာမဟုတ်ဘူးအခုညီမကြီးကမီဒီယာသမားဟဲ့ဇော်ဘုန်းကြီးက speaker လည်းမဟုတ်မီဒီယာမဟုတ်တကယ်တော့ဇော်ဘုန်းကြီးကပြူစောတိ ။ဟောပီဇော်တီပီဇော်တီကိုထောက်ပံ့နေတဲ့ကောင်ဒေါ်လာရေးကိုကန့်လန့်ကန့်နေတဲ့ကောင်ဒီကောင်ကရှင်းခံမှာပါတယ်။အခုထဲရောက်နေလို့နင်တို့ကန်ကောင်းပါပဲမှတ်ပါ။ပြင်ပြန်ထွက်တဲ့နေ့လဲရှင်းခံပါပါပဲ။တို့တွေလည်းဘောမတိုက်လဲလို့ဘသွားတဲ့နောက်ကိုလိုက်ရမှာချိန်သေးပါပဲ။ဘလမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာတွေကတော့အားလုံးသိတဲ့အတိုင်းပဲတစ်ချိန်ကငွေဆောင်မှအနေချောင်းမယ်ဆိုပြီးတော့ထင်ပြီးတော့လုပ်ခဲ့ကြတဲ့ကိုကိုကြီးတို့ဖွဲ့ရဲ့ GCB ဖွဲ့တွေရဲ့နိုင်ငံရေးကိုနိုင်ငံရေးပုံစံတွေပဲသွားမယ်။ online ရေးနဲ့မသွားဘူးဆိုတဲ့အဖွဲ့ရဲ့အနေထားတစ်ခုကိုဆရာကိုသိမ်းမြတ်ကနေပြီးတော့ပြောပြပြောဆိုတာဖြစ်ပါတယ်။အမှန်ပေါ်လာပြန်ပြီပေါ့ဗျာ။ဒီပုံမှာလည်း အလုပ်တွေအတိုင်းပဲရွေးကောက်ဖို့နှီးကြလာဖြစ်တဲ့အတွက်ထပ်မံပေါ်လာတဲ့အနေထားတစ်ခုလို့ထင်ပါတယ်။ရကိုသိမ်းမြဲ30ချက်လေးတို့မကြည့်ရသေးထော်လိုင်းမျိုးတွေအတွက်ကျွန်တော်အနေနဲ့ပြန်လဲဝေမျှပြတဲ့ဖြစ်ပါတယ်ကျွန်တော်တို့တော်ရရပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့ဘိုက်စရီမာယာဟိုတယ်ကြီးမှာဇွန်လ18ရက်နေ့ကျလို့ရှိရင်မြမအရင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့နိုင်ငံတကာတာဝန်တွေကိုဖိတ်ကြားထားပါတယ်။အဲ့ဒီအစည်းအဝေးကိုတာဝန်ယူကျင်းပတာကတော့ KNU နဲ့ဆက်ဆက်တဲ့ Salin Institute for Public Policy ဖြစ်ပါတယ်။ ဥဆောင်ဆွေးနွေးမယ့်အဖွဲ့က Joint Coordination Body JCB ပါတက်ရောက်ကြမဲ့သူတွေကတော့နိုင်ငံတကာကတန်တမန်တွေမြမအရေးနဲ့ပတ်သက်ကြတဲ့သူတွေဖြစ်ကြပါတယ်အဲ့ဒီဆွေးနွေးပွဲဟာ ASEAN True Cause လေကထိုင်းနိုင်ငံမှာရှိတဲ့မြမဒီမိုကရေစီရဲ့လိုလားသူတွေနဲ့မတွေ့ဆုံသေးခင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲလဲမလုပ်သေးခင်မှာချိန်ခိုက်ပြီးတော့ပြုလုပ်တာလို့ဆိုပါတယ်ပြီးတော့ဒါဒုတိယကြိမ်မြောက်ပြုလုပ်တာဖြစ်ပါတယ်ပထမကြိမ်ဇွန်လ6ရက်နေ့မှာတခါလုပ်ပြီးပါပြီ Joint Coordination Body JCB ဆိုတာကစစ်အာဏာရှင်စနစ်ကိုခုခံကာကွယ်နေတဲ့အဖွဲ့အစည်းတွေကြားမှာပေါင်ကူးဆက်သွယ်ရေးလုပ်ပေးမဲ့အဖွဲ့အစည်းလို့ဆိုရတယ်။အခုလုတ်တဲ့ဆွေးနွေးပွဲတွေကတော့အာဆီယံနိုင်ငံ၊အိန္ဒိယနိုင်ငံပို့ပြီးတော့ကျေပြန့်တဲ့နိုင်ငံတကာအတိုင်းဝိုင်းတွေစီကိုရှင်းလင်းပြောဆိုဆွေးနွေးဖို့လို့ဆိုပါတယ်။တကယ်တော့ JCB ဟာငွေဆောင်အုပ်စုကနေပြီးတော့ထွက်ပေါ်လာတာပါ။ဥဆိုင်ညွန့်လွင်တို့၊ဥမြအေးတို့ဥဆောင်ပြီးတော့ပြည်တွင်းကနိုင်ငံရေးသမားတွေစုဝေးဆွေးနွေးကြတဲ့ငွေဆောင်အုပ်စုထဲမှာ ဲ့ဒီအုပ်စုတဲကနေအခု joint coordination body JCB ဆိုတဲ့နာမည်နဲ့အဖွဲ့အစည်းဖွဲ့လောက်ကင်နေတာပါဒီဖွဲ့ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အလွန်နီးနီးကပ်ကပ်ထိစပ်ပတ်သက်နေပါတယ်ဒေါ်စင်မအောင်နဲ့ဆက်ဆက်ပတ်သက်တယ်ဆိုတာကိုနိုင်ငံရေးအတိုင်းဝိုင်းကတော်တော်ဆော့ဆော့ကလေးကသိကြပါတယ်ကျွန်တော်တို့ TM Media ကလည်းတော်တော်ဆော့ဆော့ကလေးကသိပါတယ်အခုချိန်ကတော့ပြည်သူလူထုကိုအတိပေးတဲ့အချိန်ချိန်တန်ပြီလို့ ထင်းတဲ့အတွက်အတိပေးတာပါတော်တော်များများကိုပြည်သူလူထုစီကိုကျွန်တော်တို့ပုံမွင့်လင်းလင်းအစီရင်ခံပါမယ်တချို့လုံခြုံရေးနဲ့ပတ်သက်ကောင်ပတ်သက်နိုင်တာတချို့တော့ချွန့်ချံပါမယ်ငွေဆောင်အစုဟာပုံသဘောတူညီချက်တစ်ခုထွက်ပေါ်လာအောင်တာဝန်ယူဆွေးနွေးမယ်လို့တော်တော်စောစောကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အခုသူတို့ပြောတဲ့ပုံသဘောတူညီချက်ထွက်ပေါ်လာပါပြီ JCB ဟာလည်းငွေဆောင်အုပ်စုရဲ့သဘောထားကိုတန်တမန်တွေနဲ့နိုင်ငံတကာနားပေါအောင်ထုတ်ဖော်တင်ပြမယ်အဖွဲ့တစ်ဖွဲ့အနေနဲ့ထွက်ပေါ်လာပါပြီ အခုဆွေးနွေးပွဲဟာငွေဆောင်ဆွေးနွေးပွဲအဆက်ဆက်ကနေပြီးတော့ရလာတဲ့ဘုံသဘောတူညီချက်တွေကိုအာဆီယံနိုင်ငံတွေအိန္ဒိယနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့တန်တမန်နေစီကိုတင်ပြရှင်းလင်းပြီးတော့သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအကောင့်ထည့်ဖို့ကိုစီရင်တဲ့ဆွေးနွေးပွဲပါဥဆောင်ဆွေးနွေးရှင်းပြမဲ့ပုံကိုယ်တွေကတော့ရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ဥက္ကဋ္ဌဦးဆိုင်ညွန့်လွင်နဲ့တွဲဖက်အတွင်မှုတဥဆိုင်ကျော်ညွန့်တို့ဖြစ်ကြပါတယ်သူတို့ JCB ရဲ့ သဘောတူညီချက်တွေထဲမှာအဓိက၄ချက်ပါဝင်ပါတယ်ပထမချက်ကစစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဖြစ်ပါတယ်ဒုတိယချက်ကတော့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမူများဖြစ်ပါတယ်တတိယချက်ကပြန်လည်တည်မြဲရေးနဲ့စစ်တပ်ရဲ့တာဝန်ယူမှုတာဝန်ခံမှုပါစတုတ္ထအချက်ကရေရှည်တည်တံ့ပြီးတော့ငြိမ်းချမ်းတဲ့ပြည်ပခဖြစ်ရှင်းစီကိုဥတီတဲ့အဆင့်60ဆိုတာတွေဖြစ်ကြပါတယ် ပထမအချက်ဖြစ်တဲ့စစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဆိုတာဟာ JCB ရဲ့အဓိကရည်မှန်းချက်ဖြစ်ပုံရပါတယ်ဒေါ်စမအောင်ရဲ့ Bangkok Post စောင်းပါမှာဖော်ပြထားတဲ့အခြေသားချက်နဲ့လည်းတထထဲကြရတယ်ဆိုတာသတိပြုမိကြမယ်ထင်ပါတယ်စစ်တပ်နဲ့နိုင်ငံရေးခွဲခြားနိုင်လို့ရှိရင် ကောင်းပါတယ်စစ်တပ်ကနိုင်ငံရေးမှာဘာမှဝန်မပါဘူးဆိုရင် ကောင်းတာပါပဲဒါပေမဲ့ခက်တာကမြန်မာနိုင်ငံကစစ်တပ်ကတသက်လုံးနိုင်ငံရေးမှာဝန်ပါလာတဲ့စစ်တပ်ပါ အဲ့ဒီစစ်တပ်ကနိုင်ငံရေးမှာဝင်မပါပါဘူးဆိုတာကိုဘသူကအာမခံပါပါလဲဝင်မပါပါဘူးလို့ပြောပြီးတော့မှလက်တွေ့ဝင်ပါလာမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလဲစစ်တပ်ပေးတဲ့ဂရီကိုယုံကြည်လို့ရမှာလားစစ်တပ်ကဂရီဖြတ်ခဲ့တာခဏခဏရှိပါပြီတော်ရုံတိုင်ရုံဂရီတွေမဟုတ်ပါဘူးပြည်သူလူထုကြီးတရားလုံးနဲ့ဆိုင်တဲ့ဂရီမျိုးတွေပါ60ရွေးကောက်ပွဲရလဒ်ကိုပြန်ကြည့်ပါရွေးကောက်ပွဲပြီးရင်အာနာလွှဲပါမယ်တမိုင်းတရခန့်အဖြစ်မခံပါဘူးလို့ပြောပြီးအာနာမလွှဲပဲမျက်နှာပြောင်တိုက်ခဲ့ပါတယ် 60ရွေးကောက်ပွဲရလက်ကိုဘယ်တော့မှအကောင့်ထဲမဖော်ပါဘူးနောက်တစ်ခါအာနာမသိမ့်ပါဘူးလို့သူတို့ကိုယ်တိုင်အခြေခံဥပဒေရေးဆွဲပြီးတော့အာမခံထားပေမဲ့လည်းသိမ့်တာပါပဲ6လတတန်းနှစ်ကြိမ်ထက်ပိုပြီးတော့သူတို့ခေါ်အာနာထိန်းတာလုံးလို့မရဘူးဆိုပေမဲ့သူတို့ကိုယ်တိုင်ရေးထားတဲ့အဲ့ဒီအခြေခံဥပဒေကိုစက္ကူစုံလို့သဘောထားပြီးတော့လှုပ်ချင်တာလှုပ်တာပါပဲဂရိကိုလည်းလေးမထားဥပဒေကိုလည်း တံမိုးမထားတဲ့သူတွေစီကနေပြီးတော့ဘလို့အာမခံချက်မျိုးကိုများရနိုင်အောင်ပါပါတယ်။ဖះရှေခေါ်ပြီးတော့တစ္ဆာရေတိုက်ဖို့များရည်ရွယ်ထားပါသလား။အဲ့လိုတစ္ဆာရေတိုက်ရင်ရောတစ္ဆာတီးမှာပါတယ်လား။အပြောလွယ်ပေမဲ့အလုတ်ခက်လာပါတယ်။ဂရိလွယ်ပေမဲ့ယုံဖို့ခက်လာပါတယ်။ဒီတစ်ခါယုံရင်ယုံတဲ့လူကိုကနွားကြလို့ယုံတာပဲလို့သာအပြောခံရမယ့်အခြေအနေမျိုးပါ။ တတိယအချက်မှာဖော်ပြထားတဲ့စကလုံးကတော်တော်ကြောက်စရာကောင်းပါတယ်ပြန်လဲတင့်မြတ်ရေးတဲ့ဩသူတို့ကပြန်လဲတင့်မြတ်နေခြင်းဒုံးပါလားလို့အံဩစွာအတိမတ်ပြုတ်ရပါတယ်ပြန်လဲတင့်မြတ်ရေးဆိုတဲ့စကလုံးကိုကြားတယ်ဆိုရင်ကိုကြောတဲ့ကနေစိတ်လာပါတယ်သူမနာကြောမှာဒံရရင်နဲ့ပါစတုထအချက်မှာတော့ရေရှည်ငင်းချမ်းရေးစီကိုဥတည်တဲ့အချက်၉ချက်လို့ဆိုထားပြန်ပါတယ်။ရေရှည်တည်တတ်မဲ့ငင်းချမ်းရေးဆိုတော့အရေးကြီးပါတယ်။အဲ့ဒီအချက်၉ချက်ကိုလေ့လာကြည့်ကြအောင်ပါ။ ပထမချက်က internal talk ပါအတွင်းစကားဝိုင်းအတွင်းဆွေးနွေးပွဲဆိုတော့ပြည်တွင်းကလူတွေအချင်းချင်းပြောဆိုဆွေးနွေးကြမယ်လို့ဆိုချင်တာထင်ပါတယ်နောက်တစ်ခုကနိုင်ငံပေါင်းစုံပူးပေါင်းပါဝင်နိုင်မဲ့ရန်တရားလို့ဆိုပါတယ်ကုလသမဂ္ဂအာဆီယံအမေရိကန်တရုတ်ဥရောပနဲ့အိန္ဒိယနိုင်ငံတွေပါဝင်နိုင်မယ်လို့မှတ်ယူရင်အဆင်ပြေမယ်ထင်ပါတယ်နံပါတ်3ချက်ကတော့အလွတ်သဘောပြောဆိုဆွေးနွေးမှုတွေဆွေးနွေးပွဲအကျိုးဆွေးနွေးပွဲတွေလို့ဆိုပါတယ်နံပါတ်4ကတော့ ပါဝင်တဲ့ပါဝင်တိုက်သူအများပါတဲ့ဆွေးနွေးပွဲပါနံပါတ်5ကတော့အသွင်ကူးပြောင်းရေးအစီအစဉ်နဲ့အချိန်ဇာတ်ဖြစ်ပြီးတော့နံပါတ်6ကတော့အသွင်ကူးပြောင်းရေးအစိုးရပါနံပါတ်9ကတော့အခြေခံဥပဒေနဲ့ရွေးကောက်ပွဲစနစ်ရေးဆွဲခြင်းနံပါတ်10ကရွေးကောက်ပွဲကျင်းပခြင်းနံပါတ်9ကတော့ပြည်သူအများမျှော်လင့်တောင်းတနေတဲ့ Federal Democratic ပြည်ထောင်စုကြီးဆိုပါတော့ဗျာဟောပြောရင်းဆိုရင်လည်း Federal Democratic ပြည်ထောင်စုကြီးတောင်ဖြစ်သွားပါပြီ ဘဲအချိန်မှများစစ်ပွဲတွေရက်လိုက်တာပါလေနံပါတ်၄အဆင့်လောက်မှာရက်မယ်လို့စိတ်ကူးမျှော်လင့်တာဖြစ်ပုံရပါတယ်အာဏာရှင်စစ်တပ်ကြီးကဘဲအချိန်မှာဒီမိုကရေစီတက်မတော်ကြီးဖြစ်သွားတာပါလေအဆင့်၅လောက်မှာများဖြစ်သွားလိမ့်မယ်လို့မျှော်လင့်တာပါလားစစ်အာဏာရှင်တွေရဲ့စီးစိမ်ဥစ္စာတွေလက်ရှိစစ်တပ်ကိုသူတို့ချုပ်ကင်ထားတဲ့လက်ရှိရာထူးလက်ရှိအာဏာတွေဥပိုင် MEC ဆိုတာတွေကိုတော့နေမြဲအတိုင်းပဲ ထပေးလိမ့်မယ်လို့ထင်ရပါတယ်။အခုစစ်ဘိုလ်ချုပ်ကြီးတွေကိုနေမြဲယာတို့တွေအတိုင်းထားသူတို့စီးစိမ်အာဏာတွေကိုနေမြဲအတိုင်းထားဥပိုင် MEC တွေကိုနေမြဲအတိုင်းထားအဲ့ဒါလို့ထားပါရဲ့နဲ့ဆက်အာဏာရှင်စနစ်ကိုချုပ်ငိမ့်သွားအောင်မမ်းမုံနိုင်လိမ့်မယ်လို့များမျှော်လင့်ထားတာပါလား။စစ်ဘိုလ်ချုပ်တွေကိုရင်ကျေးလိမ်မှာတင်းနှံတက်ခိုင်းဖို့များယူရထားပါသလား။အဲ့ဒါတွေကိုဒေါအောင်ဆန်းစုကြည်အားလုံးစမ်းသပ်ကြည့်ပြီးပါပြီအားလုံးစူးစမ်းကြည့်ပြီးခဲ့ပါပြီအာနာလဲ အသိခံခဲ့ရပြီးပါပြီအခုဦးဆိုင်ညွန့်လွင်တို့ကမကြေပွဲနှွဲတဲ့အနေနဲ့နောက်တစ်ခေါက်ပြန်လျှောက်ကြည့်ရှင်နေတာများပါလားဆရာနာရှင်စနစ် အောက်ကလွတ်မြောက်ဖို့မြန်မာပြည်သူတွေရုန်းကန်နေတာ63နှစ်ရှိပါပြီအခုလဲဆရာနာရှင်ကိုခုခံတော်လန်စစ်ဆင်နွှဲနေတာလူမျိုးအလုံးပါပဲအဲ့ဒါလို့လက်နက်ပေါင်းစုံနဲ့ဝိုင်းဝန်းတော်လန်နေတာဟာအပြေမထွက်နိုင်ဘူးလို့ယူဆတဲ့အတွက်စကားပြောပြီးတော့ဖြည့်ရှင်းမှု ကြိုးစားတာဟာ JCB ရဲ့အနှစ်သာရပါပဲတနက်နဲ့လူယူလို့မရနိုင်သေးတဲ့အရာကိုပါဇက်နဲ့တောင်းယူရင်ရမယ်လို့ထင်နေတာဟာ JCB ရဲ့အကြံပြုချက်အနှစ်သာရဖြစ်ပုံရပါတယ်လက်နက်ကင်တော်လန်ရေးရဲ့နေရာမှာဆွေးနွေးရေးပြန်လဲတင်မြက်ရေးနဲ့အစားထိုးဖို့တင်ပြတဲ့တင်ပြချက်တရပါပဲဆေအာနာရှင်နဲ့ပြန်လဲတင်မြက်ပြီးအာနာရှင်စနစ်ကိုဘယ်လိုများအဆုံးသတ်မှာပါလဲ ဆက်အာနာရှင်နဲ့ပြန်လဲတင့်မြအောင်နေမယ်ဆက်အာနာရှင်စနစ်ကိုလည်းအဆုံးသတ်မယ်အဲ့ဒါဟာကိုကလျှို့ဝှက်စမ်းကြဲလှပါတယ်ဆာရွက်ပေါ်မှာတော့အားလုံးချောနေတာပါပဲ ထားပါတော့အဲ့ဒါတွေအားလုံးဖြစ်နိုင်တယ်လို့ပဲထားပါတော့နောက်ဆုံးအဆင့်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုကြီးအဆင့်အထိတောင်းဖြစ်သွားပြီလို့ပဲထားပါတော့အဲ့ဒါလို့ဖြစ်ပြီးတဲ့အချိန်ရောက်ရင်တောင်မှနေကျင်တဲ့မေကွန်နှစ်ခုကြာမှလေးတယ်နံပါတ်1နောက်မှာ ပြည်သူတွေလမ်းပေါ်ထွက်လာလို့ရှိရင်စစ်တပ်ကပြစ်မတတ်ပါဘူးလို့ဘသူကအမခံမှာပါလဲ။ဘာကအမခံချက်ပေးမှာပါလဲ။နံပါတ်1စစ်တပ်ကနောက်တစ်ခါအာဏာထပ်မသိမ်းတော့ပါဘူးလို့ဘသူကအမခံမှာပါလဲ။အဲ့ဒီနှစ်ချက်ကိုအမခံပေးနိုင်မဲ့လူဆိုတာလည်းရှိပုံမရပါဘူး။အမခံပေးနိုင်မဲ့အခြေခံဥပဒေဆိုတာလည်းရှိမဲ့ပုံမရပါဘူး။ဖျားသခင်တော်မှတတ်နိုင်မဲ့ပုံမရပါဘူး။ အဲ့ဒီနှစ်ချက်ကိုအာမခံနိုင်တဲ့နည်းမရှိရင်ဒီစစ်တပ်နဲ့ဒီပြည်သူတွေတမြေတဲပေါ်မှာနေလို့လည်းမရနိုင်ပါဘူး။ကောင်းငင်တကူရဲ့အမိုးတကူရဲ့အောက်မှာလည်းအတူနေလို့မရနိုင်ပါဘူး။ဆွေးနွေးရေးဟာစစ်အာဏာရှင်ဆန့်ကျင်ရေးကိုနောက်ပြန်ဆွဲနေတယ်လို့ဘာကြောင့်ပြောနိုင်တယ်လဲဆိုတော့အဲ့ဒါကြောင့်ပြောနိုင်တာပါ။